အားလုံးပဲမင်္ဂလာပါရှင်မိထီလာမျိုး family စေဆိုင်ရပါရှင်ဒီနေ့မှာတော့အသားဖြူစေ gluta c plus ရဲ့အကျိုးကျေးဇူးနဲ့ဗီဒရက်ဆိုဂျူတွေကိုရှင်းပြပေးသွားပါမယ် gluta c plus ထဲမှာအဓိကပါဝင်ပစ္စည်းကတော့ l gluta တိုင်ရုံးဖြစ်ပါတယ်နောက်ပြီးတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ antioxidant တွေနဲ့အသားရည်အတွက်အထောက်အကူဖြစ်စေတဲ့ vitamin a c e hyaluronic acid ဓာတ်မျိုးတွေပါဝင်ပါတယ် gluta တိုင်ရုံးဟာခန္ဓာကိုယ်ထဲမှာရှိတဲ့ melanin production ကိုလျှော့ချပေးနိုင်တဲ့အတွက်ကြောင့်မို့လို့အသားရည်ကိုတဖြည်းဖြည်းနဲ့ဖြူဝင်လာစေပါတယ် gluta တိုင် ုံးဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အန်တီအောက်ဆီဒန့်ဓာတ်မျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့အသည်းကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ဂလူတာဆဲထဲမှာဗီတာမင် C နဲ့ဗီတာမင် E လေးပါဝင်တဲ့အတွက်ကြောင့်မို့လို့ဂလူတာတန်ရုံးရဲ့ effect ကိုပိုပြီးတော့အကောင်းစေပါတယ်။နောက်ထပ်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ grape seed extract နဲ့ hyaluronic acid ကလည်းအသားရည်တင်းရင်ဖို့အတွက်အထောက်အကူဖြစ်စေပြီးတော့အသားရည်ရေဓာတ်ပြေဝဖို့အတွက် ကူညီပေးနိုင်ပါတယ်။ပအဝင်ပစ္စည်းတွေမှာ biotin လေးအနည်းငယ်ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့အသားရည်တွေမဟုတ်ပေနဲ့စပင်နဲ့ခြေသေးလက်သေးကျန်းမာရေးအတွက်ပါအထောက်အကူဖြစ်စေပါတယ်။ ဗိုက်တာမင် A လဲပါဝင်တဲ့အတွက်အရေပြားပေါ်မှာရှိတဲ့ဆဲအသစ်လေးတွေဖြစ်ပေါ်မှုပိုပြီးအထောက်အကူဖြစ်စေပါတယ်။အဲဒါအကျဉ်းချုံးပြီးပြောရမယ်ဆိုရင် Glutase Plus ရဲ့အကျိုးကျေးဇူးတွေအနေနဲ့အသားရည်ကိုအရင်အားထက်ပိုပြီးတော့ဖြိုဝင်လာစေတယ်၊ကြီးလင်းလာစေတယ်။အရေးအကြောင်းတွေအမဲဆက်တွေဆိုရင်သက်သာစေပါတယ်။ Glutathione ရောမှ Detoxification အာနိသင်ရှိတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ရဲ့အဆိပ်တောက်တွေကိုဖယ်ရှားပေးပါတယ်။တစ်ခုလုံးမှာရှိတဲ့ဆဲတွေရဲ့ Immune System ကိုကောင်းစေပါတယ်။အသားရည်ရဲ့အဆိုးအတွက်ကိုလည်းထိန်းညှိပေးနိုင် တွက်ကြောင့်မလို့အသား၆ထည့်သူတွေအနေနဲ့လည်းတောက်ဖို့အဆင်ပြေပါတယ်။အသေးသာဆုံးအချက်ကတော့အသားညိုတဲ့သူတွေနဲ့ skin tone မညီတဲ့သူတွေမှဆိုရင် အသားရည်ကိုတိတိတတ်တတ်ဖြူဝင်လာစေပါတယ်။ Glutathione Plus တောက်ရင်တတိထားရမယ့်အချက်လေးတွေရှိပါတယ်။အသားဖြူဖို့အတွက်ဆိုရင်ချက်ချင်းတောက်ပြီးရောချက်ချင်းမဖြူနိုင်ပါဘူး။ဘာလို့လဲဆိုတော့ ဂရူတာတိုင်ယုံကမလနင်ထုတ်လုပ်မှုကိုရှော့ချပေးနိုင်တာပါရှိပိသားမလနင်တွေရောပျောက်သွားအောင်မလုပ်ပေးနိုင်ပါဘူးဒါကြောင့်မလို့မိမိတို့ရဲ့ခန္ဓာကိုယ်မှာဆဲအသစ်တွေဖြစ်ပေါ်လာဖို့အတွက်အချိန်ဆောင်ပေးရပါတယ်ရှိပိသားမလနင်တွေကုန်သွားတဲ့အထိအနည်းဆုံး၂လ၃လလောက်ဆေးတောက်ပြီးတော့မှတဖြည်းဖြည်းချင်းအသားရေကဖြူဝင်လာမှဖြစ်ပါတယ်ရှင်ဂရူတာဆဲပလပ်ကိုရေရှည်ဆွဲတောက်ရင်ဘေးရက်ဆူကျိုးရှိလာဆိုပြီးတော့မင်းနေတဲ့သူတွေရှိပါတယ် ူထဲမှာပါတဲ့အယ်ဂလူတာတိုင်ယောင်းက900မီလီဂရမ်ပဲပါတာမလို့ safe ဖြစ်တဲ့အမောင်ဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့ဆဲတွေအတွက်လိုအပ်တဲ့စိတ်ချရတဲ့အမောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ရေရှည်ဆွဲတောက်လို့ရပါတယ်ဒါပေမဲ့ယောဂအခန်းရှိတဲ့သူတွေနဲ့ကိုဝင်ဆောင်မိခင်ဒီမှာတော့တောက်တုံးဖို့မသင့်တော်ပါဘူးရှင် တခြားအသေးယောဂါ၊ကြောက်ကဲ့ယောဂါနဲ့သွေးကြဲစည်းတောက်နေရတဲ့သူတွေမှာဆရာဝန်ညွှန်ကြားချက်ပါမှာပဲတောက်ဖို့အကြံပေးခြင်းပါတယ်ရှင်။ Glutathione Plus ကိုတစ်ရက်ကိုတစ်လုံးပဲတောက်ရုံနဲ့လုံလောက်ပါတယ်ရှင်။ Glutathione က water based antioxidant ဖြစ်တယ်ပေါ့နော်။ရေမှာပျော်ဝင်တဲ့ antioxidant တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အစာနဲ့ဝေးပြီးတော့တောက်ရင်ပိုပြီးတော့ဆုပ်ယူမှုအာနိသင်ပိုကောင်းပါတယ်။ ဘေးထွက်ဆိုချိုအနေနဲ့ဘာရရှိမလဲဆိုရင်ဂလူတာ7 plus တောက်တဲ့အခါမှာဘိုက်နာတာလေထတာအန်ဂျင်နာပြုတ်ချင်တာဓာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒီတလောက်ဆိုရင်တော့ဂလူတာ7 plus အကြောင်းကိုနားလည်လောက်ပြီးထင်နေပေါ့နော်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်